ကိုကိုကိုဆုံးမခြင်း30ရယူခြင်းစိတ်များတဲ့သူမှာဆုံးလို့ရမှာကိုကြောက်တယ်။ပိုင်းဆိုင်လိုမှုကတွေ့တာမှုကိုဖြစ်စေတွေ့တာရာများတော့ပူလောင်မှုကတိုးလာတယ်။ဒါကြောင့်အခုလျှော့ဖို့အယူလျှော့ရမယ်။မကျေနပ်မှုအကြီးငြိမ်းချမ်းမှုကိုလျှော့ပါစေတတ်တယ်။စိတ်လိုက်မှန်ပါလောက်တတ်မှုပါနှစ်ခုနှစ်ဦးနှစ်ဖက် မကြင်မနှက်ဖြစ်ဖို့တတ်တတ်ပါပဲမကြင်နှက်တာတွေများလာရင်ဒေတတ်တာတွေပါဖြစ်လာတတ်တယ်ဒါကြောင့်အနေမြတ်ဖို့မကြင်နှက်ချက်ကိုလျှော့ရမယ်မတိတာတွေများလာရင်တိစရာတွေရှားလာတတ်တယ်အတိနဲလာမှုကအမှန်အမှားဝေဝါမှုကိုဖြစ်ပေါ်စေတယ်အတိမဲလာမှုပါအရှိမဲမှုကိုတိုးပွားစေတယ်ဒါကြောင့်အရှိမဆိုးဖို့အတိတိုးအောင်လုပ်ရမယ်အရင်စစ်တော့ မှုဆိုတာသူများကြောင့်ပူတာတဲ့ကိုလောဘကိုဒေါသကိုမောဟတွေကပဲနေတာပါလား